ဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်သန်မှုလို့ဘာကြောင့်ရှင်သန်မှုလို့လဲဘယ်လိုရှင်သန်လို့ဆိုတော့ပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်သန်တော့ဘူးအသက်မရှင်သန်တော့ဘူးအဲ့ဒီဘဝရှင်သန်မှုလို့ကိစ္စတွေကဘာအရေးဆိုတော့ကျမ်းမာရေးပဲကျမ်းမာရေးဆိုတော့ဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့ဘူး သေးပြီတို့မလို့ရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာယူစောင့်ရှောက်ဖို့ကပညာကောင်လေးတွေကောင်မလေးတွေပါတယ်ကြက်ကြက်မှတ်ထားမင်းတို့မင်းတို့တည်းသိအရေးကြီးတယ်ဘဝဆိုတာဟာတိတ်ချက်ရှင်သန်မယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးလဲအဲ့ကျမ်းမာယူစောင့်ရှောက်တတ်တဲ့ပညာသိအရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးလဲဆိုတော့တခုတည်းမင်းတို့ မင်းတို့ကောင်းလေးတွေကောင်းမလေးတွေစဉ်းစားကြည့်ဖို့ပြောမင်းတို့အဘေးဖီတဲ့မင်းတို့ရဲ့ဘဝလေးကိုပြန်စဉ်းစားကြည့်မအေးဖီကဘာလုပ်လဲခလေးမွေးလာပြီလားနေပြန်တယ်ညကျတယ်လဲကိုပူသလားမပူဘူးလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်လန်းဆန်းလိုက်ဒီနေ့ဟောပြီးတယ်သူကလေးဟိုဆေးလေးတဲမှာကောင်းမှထင်မရဲ့ဆရာဝန်သွားပြရကောင်းမလားဟာဘာလဲဒါကျမကြီးဟောကျမကြီးမရှိရင်ဘဝမရှိတော့ဘူး ကျမ်းမာရေးကဘာလဲဆိုတော့